MMA လောကမှာတော့တမိုင်းဝင်မှတ်တိုင်တစ်ခုကိုဘယ်သူမှတပြိုင်တည်းထဲမလုံနိုင်သေးတဲ့အမြင့်ဆုံးအဆင့်အထိအရယူနိုင်မယ်။တကြော့ပြန်အခွင့်အရေးတစ်ခုရောက်ရှိနေပါတယ်။ သူကတော့ဘေဖိုက်တာကိုမှ ရှုံးမပေးတတ်တဲ့ရုရှားသားကြီးအနာထိုလီမာလီဂင်ပဲဖြစ်ပါတယ်။လက်ရှိ1ချန်ပီယံရှစ်ရဲ့ light heavyweight နဲ့ middleweight တန်းချန်ပီယံကပ်နှစ်ခုကိုပိုင်ဆိုင်ထားတဲ့မာလီခင်ကသူ့ရဲ့တခုတည်းသော ရှုံးပွဲကိုခြေဖြတ်ပြဖို့ heavyweight ချန်ပီယံကပ်ကိုပြန်လည်အရယူကာတကြောပြန်သုံးတက်ကွမ်းချန်ပီယံဖြစ်မှတ်တမ်းတင်ဖို့အသင့်ပြင်ဆင်လာခဲ့တာပါ။ သူ့ရဲ့ပြိုင်ဘက်ကတော့ထူးခြားတဲ့ခွန်အားပိုင်ရှင်ဖြစ်တဲ့ Sinigon Navan Fighter ကြီးရူရူအူမာခိမဲဖြစ်ပါတယ်ဒီလိုမျိုးသမိုင်းဝင်မချေဝဲကြီးကိုလာမယ့်နိုဝင်ဘာလ16ရက်နေ့မှာဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပမယ့်1173ပွဲစဉ်ကြီးမှာဖြစ်မြောက်လာဖို့စီစဉ်ထားခဲ့တာပါ။ဒါပေမဲ့ကဂျမဟာရက်ဆက်လွန်နယ်လိုပဲဆိုရမလို့ဖြစ်လာခဲ့ပါပြီ။ သူတို့နှူးရဲ့မိသားကပထမပွဲစဉ်ကစတင်ခဲ့တာဖြစ်ပြီးမာလီခင်ကရူရူကိုပထမဆုံးရှုံးနိုင်ခဲ့ရချိန်မှာတရားဝင်ပွဲရလက်ကိုလက်မခံနိုင်မဲအဆိုပါပွဲစဉ်မှာ သူစီကနေခက်ဘက်ခိုးယူသွားခြင်းဖြစ်တယ်လို့ခိုင်ခိုင်မာမာယုံကြည်နေကြတာပါဒါကြောင့်မေရူရူကို မာလီခင်ကတခိုးလို့ဒီလေးနာမည်တက်ပြီးပြောကြားခဲ့တာပါ ဒုတိယကြိမ်ထိတ်တဲရင်ဆိုင်မှုဖြစ်တဲ့အတွက်မာလီခင်ရဲ့ကြိုတင်ပြောစကားတွေဟာအေးအေးဆေးဆေးပုံစံမျိုးတော့မဟုတ်ခဲ့ပါဘူးမာလီခင်ကကျွန်တော်ကခိုးယူသူတွေကို မကြိုက်ပါဘူးကျွန်တော်ပြန်လာပြီးအပြစ်ပေးမှာပါလို့မန်ပါပါနဲ့ကိုကျုံးဝါပြောဆိုခဲ့တာပါ ဒီဒီချိန်ပွဲကိုကျိုးဝိုင်းကနေတန်စကားတဲ့ကိုပြောင်းလဲပေးခဲ့တဲ့ပေါ်မာလီခင်ကခြေနဲ့နေခဲ့တာပါဘူးရူအနေနဲ့မခြေပွဲမှာသူ့အနေနဲ့ပုံအောင်နေစရာထောင်းတွေ ရှိတော့မှာမဟုတ်ပါဘူးသူကအမြဲတမ်းထောင်းကိုပြေးပြီးပုံနေတတ်တဲ့ဖိုင်တာမျိုးပါလို့ရူရူရဲ့ပွဲကစားဟန်ကိုပါဝေဖန်ခဲ့တာပါ မာလီခင်အတွက်တော့ဒီပွဲဟာတကူရေးမကြေပွဲတက်တက်မဟုတ်ခဲ့ပါဘူး MMA တမိုင်းရဲ့ထိတ်ဆုံးမှာသူ့ရဲ့နေရာကိုတရင်ဝင်တက်မှတ်ပေးမဲ့တကြောပြန်သုံးတက်ကွမ်းချန်ပီယံဖြစ်ပြန်လည်ရယူဖို့အခွင့်အရေးကြီးဖြစ်ခဲ့တာပါဒါပေမဲ့ဒီလိုသွေးပူနေတဲ့မီးတောင်လိုပွဲကြီးဟာပွဲမစခင်မှာပဲရုတ်တရက်ဆုံးသက်သွားခဲ့ရပါပြီ ဂျပန်မှာပွဲကျင်းပဖို့ရပိုင်းသားလိုတော့တဲ့ချိန်ဝိုင်းချန်ပီယံရှစ်ဘက်ကနေကမ္ဘာအနှံ့က MMA ပိသက်တွေကိုထိတ်လန့်သွားစေမဲ့အတီးပြူချက်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်လက်ရှိဝမ်ချန်ပီယံရှစ်ရဲ့ heavyweight champion ဦးမခင်းဟာ UAE နိုင်ငံဒူဘိုင်းမြို့မှာပြင်းထန်တဲ့ကာမတော်တဆမှုနဲ့ဂျုံတွေးခဲ့ရပြီးဆေးရုံတင်ထားရတဲ့ဆိုတဲ့သတင်းဆိုပဲဖြစ်ပါတယ် ဒါကြောင့်မဲကျမ်းမာရေးအခြေအနေကြောင့်ရူဟာဖွဲ့စဉ်ကိုဆက်လက်ရှင်ပြိုင်နိုင်စွမ်းမရှိတော့ဘဲနှုတ်ထွက်သွားခဲ့ရတာပါ ဝမ်ချမ်ပီယံရှစ်ဘက်ကလည်းချမ်ပီယံရဲ့ကျန်းမာရေးအတွက်ဆူတောင်းပေးကြောင်းနဲ့ဒီပွဲစဉ်ကိုရက်အကန့်အသတ်မရှိ ရွှေဆိုင်လိုက်ကြောင်းကြေညာလိုက်ပါတယ်။မာလီခင်နဲ့ရူရူတို့ရဲ့မကြေပွဲကြီးကသူ့ရဲ့ပြိုင်ဘက်ကြောင့်မဟုတ်ပဲလမ်းမပေါ်ကကြောက်မက်ဖွယ်ကားမတော်တဆမှုကြောင့်ပြိုပြက်သွားခဲ့ရပါပြီ။ကြောပြင်းသုံးတက်ကွဲချန်ပီယံဖြစ်စံချိန်တင်နိုင်မှု ရေကုံရေကန်းပြင်ဆင်လာတဲ့မာလီကင်းရဲ့အခွင့်အရေးကြီးကလည်းတက္ကနာချင်းတွင်းမှာပဲဝန်းနေစရာဖြစ်ပြောင်းလဲသွားခဲ့ရတာ ဖြစ်ပါတယ်ဝိဒံကြီးတွေမှာကစားနေတဲ့ကစားသမားတွေရဲ့အခြေအနေအရနောက်ဆုံးမိနစ်မှာအစားထိုးပြိုင်ဘက်ရှာဖွေရတာအမြဲတမ်းခက်ခဲနိုင်ပါတယ်။ဒါကြောင့်လဲမာလီကင်ရဲ့စင်တန်းနဲ့ကိုက်ညီမဲ့သူကိုရပိုင်တွင်ရှာဖွေမရနိုင်တဲ့အတွက်မာလီကင်နဲ့ရူရူရဲ့တွဲဆိုင်ကို1173ပွဲစဉ်ဇယားကနေ1ချန်ပီယံရှစ်ဘက်ကအပြေးပိုင်ဖယ်ရှားလိုက်တာလည်းဖြစ်ပါတယ်။ ပေးတဲ့စိတ်ဝင်စားမှုများပြားခဲ့တဲ့ရူရူနဲ့မာလီကင်ပွဲပြတ်သွားခဲ့ပေမယ့်1173ပွဲစဉ်ကိုတော့ဝမ်ချေပြန်ရှစ်ဘက်ကဆက်လက်ကျင်းပသွားမှာပါ1173ရဲ့ main event နေရာက Super Bowl နဲ့ Noi တို့ရဲ့ Featherweight K ပေါင်းစဉ် Champion ပေါင်းစည်းပွဲပြင် Rotten နဲ့ Nao တို့ရဲ့ Muay Thai ပွဲ Christian Lee ရဲ့ MMA Champion ဆုကာကွယ်ပွဲတွေကအေးသွေးမြင့်ပွဲစဉ်တွေလည်းကြန့်ရှိနေတာပါ ဒါပေမဲ့ပေးသက်တွေရဲ့စိတ်ထဲမှာတော့မာလီခင်းနဲ့ရူရူတို့ရဲ့အဆုံးသက်မရှိသေးတဲ့မကြေပွဲကပေးသက်တွေပေါ်လွှမ်းမိုးနေအောင်မှတည်ကြပါဗျ ကဲကြမှာဆိုတာဘယ်သူမှ မတားဆီးနိုင်တဲ့ကိစ္စမျိုးဖြစ်လို့မာလီကင်ဟာတကြော့ပြန်သုံးတဲ့ကွန်းချန်ပီယံအိမ်မက်ကလင်းယာယီရနာထားခဲ့လိုက်ရပါပြီအခုကျွန်တော်တို့ရဲ့မိကုံကတော့ဝမ်ချန်ပီယံရှီယာဟေဗီဝိတ်တန်းကိုဘယ်လိုစီမံခန့်ခွဲသွားမလဲဆိုတာဖြစ်ပါတယ်ရူရူဒန်ယာကနေပြန်ကောင်းလာတဲ့အထိမာလီကင်ကိုစောင့်ခိုင်းမလား ဒါမှမဟုတ်မာလီခင်အတွက်ယာယီ heavy weight champion ကပတ်ပွဲကိုစီစဉ်ပေးလာမလားဆိုတာစောင့်ကြည့်သွားရမှာပါပေးတဲ့ဂျီရိုရဲ့ထင်မြင်ချက်တွေကိုလည်း comment မှာမျှဝေပေးသွားခဲ့ပါအောင်ခင်ဗျာကြည့်ရှုနားဆင်ခဲ့တဲ့အတွက်အားလုံးပဲကျမ်းမှချမ်းသာကြပါစေခင်ဗျာ